စစ်ကော်မရှင်ကလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာရွေးကောက်ပွဲပိုင်းတစ်ခုကျင်းပသွားမှာဖြစ်ပြီးကင်းမီနယ်မှာတော့ဖအံမြောက်လီနဲ့တန်တောင်ကြီးမြို့နယ်၃ခုမှာကျင်းပပြုလုပ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ဒါကြောင့်ဖအံမြို့မှာ6လနဲ့ထက်နေထိုင်နေတဲ့စစ်ဆောင်လီနဲ့အင်ကားနေထိုင်သူတွေကိုပါရွေးကောက်ပွဲမှာမဲပေးနိုင်ဖို့လှုံ့ဆော်နေပါတယ်။မဲပေးနိုင်ရေးမဲစင်ပြုစုရမှာလိုအပ်တဲ့စာရွက်စာတမ်းတွေအတွက် ်ကုံကြမွေကြောင့်ရက်ွက်အုပ်ချုပ်ရင်းမှုယုံကိုမတော်ရောက်လို့ပေမဲ့ချင်းရောက်ခရောက်မှာကိုစိုးရင်ပြီးတွားရောက်နေရတယ်လို့စစ်ဆောင်တွေကပြောပါတယ်လူကြီးရလဲအိမ်မှာအိမ်အောင်စုရှိတဲ့လူတွေယုံသွားမယ်ယုံသွားပြီးတော့ဥစ္စာဖျက်မှာပေါ့နော်အဲ့လိုမျိုးပဲအိမ်အောင်စုဝေယူလာလို့ပြောပြီးဟိုရောက်တော့လေအိမ်အောင်စုတခုတည်းနဲ့မပြီးဘူးအဲ့ဒီဆောင်အုပ်ဒီမပုံနေနေဥစားရေးဆိုပြန်လိုက်သွားလိုက်နေတက်စီကလည်းကောင်းတာပေါ့နော်သူတို့ကလည်းပြီးချောင်းပြေဟိုရောက်တော့လဲ ေးသေးချာချာဦးဆောင်ဖြစ်တော့လူတွေကနှာခေါင်းသုံးခေါင်းအင်းကိုပြန်လိုက်သွားလိုက်ဆိုတော့ပို့ပြီးတော့တစီရတွေအကုန်ကြများတာပေါ့နော်။မဖြစ်လို့လည်းဆိုကျွန်တော်တို့ကအင်္ဂါနေရတယ်။နောက်ကျသူတို့မဖြစ်လို့မသွားလဲမဖြစ်လို့မလာလဲဆိုလို့ရှိရင်သူတို့ကလာပြီးတော့ဥစ္စာမီးမှလည်းသူတို့ကြောက်တယ်လေ။ကျွန်တော်တို့အင်္ဂါနေရတယ်ဆိုတော့သိပူရတော့ပေါ့။โอเคพี่อาบีมาเจ๊งๆมาเจ้าတော့ဘောနောက်ပြပါဖြစ်လို့မလာလဲအဲ့အဲ့လိုမျိုးဘောနော်မက်ဆီယင်ပြုစုရာမှာဆော်ရဆန်နဲ့မိတူကူခါ ဆိုင်ကယ်တက်စီခအပါဝင် လူတစ်ယောက်ကိုအနည်းဆုံး15000ကျပ်နီးပါးကုန်ကြတယ်လို့ကိုယ်တိုင်သွားရောက်ခဲ့တဲ့သူတွေကပြောပါတယ်။ဒါအပြင်လူမျိုးချအစ္စလာမ်နဲ့တမီလူမျိုးတွေကိုလည်းမှတ်ပုံတင်ပြုလုပ်ပေးမယ်လို့ပြောဆိုပြီးရက်ွက်ကျွေးရအုပ်ချုပ်ရေးမှူးရုံးတွေမှာမဲစင်းပြုစုပြီးမဲပေးခွင့်ရသူတွေကိုမဲစင်းကြော်ညာတာတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်။သူတို့မြေရဲ့ရတဲ့မြေရဲ့အဲ့ဒီကောင်ကြီးကဘာလို့ခွင့်ရလဲဆိုမြေကဆက်သူက မဘူရီလုပ်ပေးမယ်တဲ့အေးမဘူရီလုပ်မယ်တော့ဒီမှာတော်လို့ဖိတ်ခေါ်မှသူတကောင်ဆင်းရဲကောက်နော်နာမည်နဲ့တကောင်ဆင်းရဲကောက်တယ်မဘူရီစီလူမစီလူကိုသူကရေးစစ်မှာမဘူရီစီလူကတော့သူကြီးကလည်းတော့မှဆက်ရတာလည်းဆက်ရကဲမှာအဲ့ဒီမှာအခုသူများသူပြောတန်ကြတာကတကယ်လို့အဲ့ဒီမှာရောမကရဆာရောမကိုပိုင်နံပါတ်နဲ့ကိုပိုင်အပေါ်ရစီလူကမဲထက်တာပဲရှိနေရလို့သူကတော့တော့ကတ်လာတယ်။မရှိဘူးမပကြရဘူးမဲထက်စားမလို့ဘူး။မပူတယ်မရှိတဲ့သူက သူကဒီမှာအေးမအေးမစောမြေစီရင်ပြုစုရာမှာလိုအပ်တဲ့ဆက်ရဆက်တန်းတွေအတွက်ငွေကုန်ကြတာမဲပေးနိုင်ရေးမဖြစ်ဖြစ်အောင်ပရက်ရှာပေးတာတွေကြောင့်လူလူတွေမှာခက်ခဲနေရှိရလို့မျိုးမျိုးမျိုးပါတယောက်ကပြောပါတယ် ပြီးတော့ပေါ့ကဲကရှိတော့ညီတော်ကိုတောင်းပန်မှာတိတ်နေတယ်အခုကဒီလူလူကဖြစ်တာပေါ့ဒီမိသူဆွေကတော့မာပညာတော့အကုန်လုံးအမားတော့သူ့တိုင်းလုံးကိုရကွက်ရုံမှာမိသူသက်ရှိတော့ဆွေးပြလိုက်ပေါ့အလုံးစုံလို့များကြဖို့ကောင်းတယ်ပဲဒီတော့သူပြည့်စည်နေတဲ့ဆန္ဒပဲသူတော့တော်ပြီးသွားတယ်ဒီလူမကုန်တဲ့သားကရှိတော့ဒီကသူ့လုံးမဟုတ်ဘူးခွေးသားမဟုတ်ဘူးပေါ့ပြောအဲ့လိုပြောလိုက်တော့ဘုံလုံးတော့ကောင်းတယ် ကင်းရဲ့မြို့သားစီယုံ KNU ကတော့စစ်ကောင်စီပြုလုပ်မဲ့တရားဝင်ရေကောက်ပွဲကိုလုံးဝဆန့်ကျင်ကြောင်းထုတ်ပြန်ထားပြီးရေကောက်ပွဲဖြစ်မြောက်အောင်ဥပပေါင်းဆောင်ရွက်သူတွေကိုလည်းစောင့်ကြည့်ရေးယူသွားမယ်လို့ပြောဆိုထားပါတယ်။လာမယ့်ဒီဇင်ဘာ28ရက်နေ့မှာပြုလုပ်မဲ့ရေကောက်ပွဲအပိုင်းတစ်ကိုကင်းမီနယ်တွင်းကလှိုင်းဝဲကော့ကရီကြိုင်းစင်ကြီးဖာပုံမျိုးနယ်လေးခုမှာကျင်းပပြုလုပ်နိုင်ခြင်းမရှိသေးပါဘူး။ကျွန်တော်အောင်ခံပါ